ခင်ပွန်းတယ်မလွတ်မြောက်နိုင်သေးပေမဲ့မင်္ဂလာနှစ်ပတ်လည်နေ့မှာတင်းတရာကျော်လှူဒန်းလိုက်တဲ့ခိုင်တင်းကြီးပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လင်း insider page ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင် ခင်မုန်းတဲ့အနာမမရှိပေမဲ့လည်းခင်မုန်းတဲ့ကိုခန့်နိုင်အတွက်ရည်စူးပြီးတော့အလူတန်းများစွာပြုလုပ်ရင်းနဲ့လွမ်းဆွတ်တရနေရာကတော့တရုတ်ဆောင်မင်းသမီးခိုင်တင်းကြီးဖြစ်ပါတယ်။အခုဆိုရင်တော့ခိုင်တင်းကြီးကကိုခန့်နိုင်တဲ့မင်္ဂလာနှစ်ပတ်လည်နေ့မှာငလင်တန်တဲ့ပြည်သူတွေအတွက်သိန်းတရာတိတိကိုလူတန်းလိုက်တာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပရိသတ်ကြီးတို့ချစ်ခင်အားပေးမှုတွေကိုရရှိထားတဲ့မင်းသမီးခိုင်တင်းကြီးဟာဆိုရင် ဝါရင်တယောက်ဆောင်မင်းသမီးကြီးတွေထဲမှာမှတော်တော်လတ်လတ်နဲ့စိတ်ထားကောင်းပြီးတော့ချစ်ဖို့ကောင်းတဲ့မင်းသမီးကြီးတူဖြစ်ပါတယ်။မက္ခိုင်လေးကအနုပညာလောကထဲမှာဟိုလေးတကြော်အောင်မြင်နေတဲ့မင်းသမီးတလတ်ဖြစ်တဲ့လို့တာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ မကန်လေးကအနုပညာလောကမှာအောင်မြင်မှုတွေတသီးကြီးရရှိပိုင်ဆိုင်နေတဲ့အချိန်တစ်ခုမှာပဲသူမရဲ့ငယ်ချေဦးတဦးဖြစ်တဲ့စီးပွားရေးလုပ်ငန်းရှင်တသီးကြီးကိုခန့်နိုင်နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ခိုင်သိန်းကြီးကတည်တဲ့လိန်မာတဲ့သမီးလေးနဲ့အတူသူမကိုချစ်ခင်တန်ဖိုးထားတဲ့ခင်ပွန်းတဲ့ကိုလည်းပိုင်ဆိုင်ထားပြီးတော့လူတိုင်းအားကြရတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်တယ်လို့ဆိုရမှာပါ။ ဒါပေမဲ့လည်းလွန်ခဲ့တဲ့၃နှစ်ခန့်ကရုတ်တရက်ဆိုသလိုပဲမင်းသမီးခန့်သိန်းကြီးရဲ့ခင်ပွန်းတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးကိုခန့်နိုင်ကတချို့သောအကြောင်းအရာကိစ္စတွေကြောင့်ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။အဲဒီလိုဖမ်းဆီးခံရတဲ့အချိန်ကစလို့မခိုင်လေးနဲ့တမီးလေးစန်ထိတ်သားဦးတို့တာမီးနှစ်ယောက်ကအတူတူရုန်းကန်ရင်းနေပဲခင်ပွန်းတဲ့ကိုခန့်နိုင်ပြန်လည်လွန်မြောက်လာမယ့်နေ့ရက်ကိုစောင့်မျှော်နေကြတာဖြစ်ပါတယ်။အထူးသဖြင့်တော့နိုင်ငံတော်ကနေလွန်ငင်းချမ်းသာခွင့်ပေးလို့ရှိတဲ့လွတ်လပ်ရေးနေ့နဲ့နှစ်စန်းတရက်နေ့အပါအဝင်အခကြီးရက်ကြီးတွေမှာမခိုင်လေးကခင်ပွန်းတဲ့ကိုခန့် က်နိုင်ပြန်လည်လွတ်မြောက်လာနိုင်မလားဆိုပြီးတော့နေ့စဉ်ရက်ဆက်ဆောင်ရနေကြရရှာပါတယ်။ခင်မုန်းတဲ့ပြန်လည်လွတ်မြောက်ရေးအတွက်ကိုလည်းသူမကပဋ္ဌာန်းဒေသနာတော်တွေကိုရွတ်ဖက်ပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကာစူတောင်းနေခဲ့ပေမဲ့ကိုခန့်နိုင်ကတော့ပြန်လည်လွတ်မြောက်လာခဲ့ခြင်းမရှိသေးပါဘူး။ဒီကနေ့တကြံကာလရက်ပိုင်းမှာဆိုရင်မင်းသမီးနန္ဒလန်ရဲ့ခင်ပွန်းဖြစ်သူတထေးကြီးကိုစေတီဟာတယောက်ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းတယောက်ဆောင်မင်းသမီးခန့်တင်းကြီးရဲ့ခင်ပွန်းဖြစ်သူကတော့လူငယ်ချင်းချမ်းသာကွေးမှာပါဝင်မလာခဲ့ပါဘူး။အထူးသဖြင့်တော့အခု နှစ်ရဲ့21ရက်နေ့မှာလဲဒရိုက်တာစတီးနဲ့အတူတခြားသောသူတွေပါလွန်ငင်းချမ်းသာခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းမက္ခန်လီရဲ့ခင်မွန်းတဲ့တယောက်ပြန်လဲလွတ်မြောက်မလာနိုင်သေးတာကြောင့်အားလုံးကတော့စိတ်မကောင်းဖြစ်ကြရပါတယ်။တယောက်ဆောင်မင်းသမီးခန်းသိန်းကြီးနေနဲ့ခင်မွန်းတဲ့အကိုခန့်နိုင်မလွတ်မြောက်နိုင်သေးပေမဲ့ခင်မွန်းတဲ့အကိုခန့်နိုင်ရတဲ့အလူကြီးအတန်းကြီးပြုလုပ်ပေးနေရဖြစ်ပါတယ်။ဒီကနေ့21ရက်နေ့မှာကိုခန့်နိုင်အတွက်အစွန်ကျွေးအလူလုပ်ခဲ့သလိုအခုကိုခန့်နိုင်နဲ့23နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်လည်းငလင်ပေးတဲ့ဒေတာတွေမှာပြန်လဲထူထောင်ရေးမှာတိန့်တရာ ချက်တိတိထပ်မံလှူဒန်းခဲ့တယ်လို့ဒမရဲ့လူမှုကွန်ရက်မှာအခုလိုပဲဖော်ပြခဲ့ပါဗျာ။ ခိုင်သိန်းကြီးကဒီနေ့မက်ခိုင်နိုရဲ့23နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်အလို့အဖြစ်ငလင်ဘေးတင်ဒေတာတွေကိုပြောင်းလဲထူထောင်ရေးအတွက်ဒုတိယအကြိမ်ထက်မှန်အလို့အဖြစ် AOR Foundation ကသိန်းတရာချက်နိုင်တလောက်လေးလှူဒန်းဖြစ်ပါတယ်ရှင်။ University နေလေးမလို့ပုံဟောင်းလေးတွေအမတ်တရားတင်ခွင့်ပြုပါတော့ဆိုပြီးတော့ပြောခဲ့ပါတယ်။ပရိသတ်တွေကတော့မက်ခိုင်လေးခေါ်ခိုင်သိန်းကြီးကိုအတင်းထားဖို့အတွက်ပြောနေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခင်ပွန်းတဲ့မလွန်မြောက်နိုင်သေးလို့အလို့ကြီးလို့ရင်းနဲ့အလွမ်းဖြေနေရတယ်။ခိုင်သိန်း င်းကြီးကိုဘလို့မြင်လဲဆိုတာပြောသားခဲ့ကြပါအောင်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်